ော်လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မိပေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရိုဘော်ဒီရှိမီ channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေးရရှိမလို့တောပေးကမှာတော့ယနေ့မေလ9ရက်နေ့မနက်ပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုအကြီးညွတ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လံမျိုးတွေအားလုံးပဲစုံတီးကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထက်မှန်တောင်းဆိုလိုက်ပါတယ်။ငပေးတံမှာကင်းမှုပါစေလို့ဆုတောင်းပေးနေရတယ်ပဲ။မနေ့ကတော့ရန်ကုန်မြို့မှာလည်းငလင်လှုပ်ခဲ့တဲ့အတွက်တော်လံပြည်သူတွေအားလုံးလူကြီးဆိုင်ဖို့ဒီနေရာကနေပြီးတော့ထက်မှန်အတည်ပြုခြင်းပါတယ်။အောက်ဆုံးနေနဲ့ကတော့ ီကောင်းဆောင်များဟာ၎င်းတို့ရဲ့ကိုကျူးစီးပွားတွေနိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားဖြင့်သိမ်းယူထားသည်မှာဒီနေ့မှာဆိုရင်တော့1958ရရှိဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့အကွေးတိုင်းမြိုင်မြို့နယ်မှာရှစ်ကောင်းအကွေးတိုင်းပကုတ်ကူမြိုင်မှာခုနှစ်ကောင်းဒေါ်လာရေးဘော်တူကတော့စင်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။တင်တိုင်တိုင်းရေဖြူမြို့နယ်မှာနှစ်ကောင်းဒေါ်လာရေးဘော်တူလည်းတမန်ပြီးစင်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။ဘိုးတိုင်းအုပ်ဖို့မြို့နယ်မှာဒီကောင်းတည်တည်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ောင်ဆုံးသတင်းပုတ်အနေနဲ့ကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလက်ပြမဲ့ဟုစိန်ခေါ်ထားတဲ့အုပ်ချုပ်ရေးမှူးလှောင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာဒေဆုံးခဲ့ကြောင်းတာယဝတီ KI တရင်38တုံညာနေ့ကတာဝန်ရှိသူတို့ကထုတ်ဖော်ပြောကြားထားပါတယ်။ထူးကုန်းရွာမှာနေထိုင်တဲ့ထူးကုန်းအုပ်စုအုပ်ချုပ်ရေးမှူးလှောင်ဟာထူးကျောင်းရွာနဲ့အုပ်ဖို့မြို့ကိုဆက်သွယ်ထားတဲ့လမ်းမိုက်မှာဆိုင်ကစီးနေတဲ့တာယဝတီ KI တရင်38တုံညာနေ့တခွဲလေးမြောက်ပြောက်ကြားတဲ့ဖွဲ့အုပ်ဖို့ကတော်လိုင်းရေပေါ်များကသနက်ဖြန်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ က်ခတ်မှုတွင်သူကုံအုပ်စုအုပ်ချုပ်ရေးမှုလောက်အောင်ဟာဥကုံတက်တဲ့ကိုမှန်ပြီးတော့နေရာမှာပဲညောင်းတဲ့ကောင်းဆိုင်ခဲ့တာဖြစ်ပါတယ်။လောက်အောင်ထံမှာလဲဖုံးတလုံးနဲ့ငွေသားတထောင်ချက်ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ပြောထားပါတယ်။ဒီဆုံးသွားတဲ့အုပ်ချုပ်ရေးမှုလောက်အောင်ဟာပြည်သူများထံမှစစ်မှုတန်းကျဦးဆိုကာငွေကြေးများချင်းချောက်ကောက်ကန်ခြင်းစစ်မှုတန်းကြီးမပေးတဲ့လူငယ်များကိုစစ်တပ်ခေါ်ရေးအတင်းကျပ် ပေါ်တာဆွဲဖမ်းဆီးခြင်းတော်လိုင်းတဲ့ဖွဲ့များကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလက်ပြမဲ့ဦးစဲဆူစိန်ခေါ်ခြင်းများကိုအကြိမ်ကြိမ်ပြုလုပ်ခြင်းပြည်သူများထံမှအကြောင်းမျိုးမျိုးပြ၍ ချင်းချောင်ငွေတောင်းချင်းများလှုပ်ဆောင်နေသောကြောင့်လက်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်တာပါတယ်။နောက်ထပ်သတင်းပေါ်မှာတော့တနင်္ဂနွေနေ့ပတ်သက်ပြီးဆက်ဆက်နေတဲ့စီးရေးဆိုင်ရာလုပ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကပေးလိုက်ပြီးလူတက်ချုပ်စိုးဝင်းထပ်ပင်လုပ်ပိုင်ခွင့်နဲ့ပုံမူရရှိကြောင်းနေပြီးတော့စစ်ပြတ်တရင်မိကထုတ်ပြန်ထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရေလေညှိနှိုင်းကုကရေးမှုဖြစ်ခန့်ခံခဲ့ရတဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာငါးလနီးပါးကြာမြင့်လာခြင်းမှာစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲနဲ့လုပ်ပိုင်ခွင့်အများစုကိုရရှိလာကြောင်း ဗိုလ်ချုပ်ကြီးကျော်စံလင်းဟာဒုတက်ချုပ်စိုးဝင်းထပင်စစ်ဘက်ဆိုင်ရာရေးရများကိုရေးပါလာပြီးသုံးဖြတ်ခွင့်များပါပုံမူရရှိလာကြောင်းသိရှိရပါတယ်လို့လည်းစီးရီးသတိမြေရှိရပါတယ်ဒီငါးလအတွင်းညကိုရဲ့လုတ်ပိုင်ခွင့်တွေကပူပြီးများလာတယ်ပူပြီးတော့အဓိကကြတဲ့စစ်စင်ရေးနဲ့စည်ရေးဆိုင်ရာသုံးဖြတ်ခွင့်တွေပူရလာတယ်အချုပ်နဲ့သူကပူပြီးနင်းနီးကြက်ကက်နဲ့ စ်စင်ကြီးတွေမှာဆုံးဖြတ်ခွင့်ရတယ်။ဘူတက်ချုပ်တဲ့တောင်လုတ်ပိုင်ခွင့်နေပို့ပြီးရလာတယ်လို့ပြောလို့ရတဲ့အခြေအနေဖြစ်နေပြီ။ဒါကတက်ချုပ်ရဲ့နိုင်ငံခြားခီးစင်တွေသွားတဲ့အခါမှာလဲစစ်ဘက်ကြီးကအားလုံးနဲ့လုတ်ပိုင်ခွင့်များစုကိုညှို့ကိုလက်ထက်ကိုပဲယာယီလွှဲပေးခဲ့တဲ့မျိုးတွေကလည်းပို့ပြီးများလာတယ်လို့နေပြီးတော့စီးရီးသတင်းမျိုးကထွက်လာပါတယ်။အဲနောက်ထပ်သတင်းတွေမှာတော့ကျမစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိမကျူကျူခေါ်လို့နဲ့တူတာသမီမိတချို့ပါရုရှားနိုင်ငံကိုအလဲခီးဖြစ်လိုက်ပါသွားပြီးယနေ့နဲ့9နှစ်ခွဲမှာပဲနေပြီးတော့လေဆိပ်ကထွက်သွားကြောင်းသိရှိရပါတယ်။ ဧလာကူရဲ့နေမှာရုရှားနိုင်ငံမှာမော်စကိုမှာကျင်းပနေပွဲအတွက်အခုလိုမိသားစုလိုက်လေရင်တည်ကြီးနဲ့ပျော်ပျော်ရွှင်ရွှင်ကြီးစီးသွားကြောင်းလဲတရင်မိကနေပြီးတော့သိရှိရပါတယ်မီးလေးတွေနဲ့သားသမီးတွေပါသွားတယ်လေခေါ်သွားလို့လည်းနေပြီးတော့စယုံနဲ့နီးစက်တဲ့တည်င်းမိကလည်းပေါ်ပြထားပါတယ်ဒီနေနေဝက်ကျင်းပကိုဒီရက်ပိုင်းလေးအလိုရမှာထားပြီးတော့ရုရှားနိုင်ငံမော်စကိုဥတီပြန်တဲ့ drone တွေမော်စကိုဥတီပြန်တဲ့ drone တွေ၄သိန်းရောက်လာတယ်အဲ၄သိန်းရောက်လာလို့ရုရှားတပ်ဖွဲ့အနေနဲ့ပြစ်ချလိုက်ရတယ်ပြစ်ချလိုက်ရတော့ပြစ်ချလိုက်ရတော့ဘာမှတော့မဖြစ်ဘူးယာအေးဆေးတော့ဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့ အဲ့မော်စကိုရောက်လာမဲ့နိုင်ငံတကာခေါင်းဆောင်တွေရှိအဲ့ခေါင်းဆောင်တွေအသက်အန္တရာယ်ကိုတာဝန်ခံဦးတဲ့ယူကရိန်းကတမန်ဇင်းစကီကတပြောချာရေးပြောချာရေးတော့ဟိုကောင်တွေကရေးခွက်ပြုတ်ကြိုက်တာဗောဟာယူကရိန်းယူကရိန်းတမန်ဇင်းစကီကတော့ပြောပြီနော်ပြောပြီမော်စကိုရုရှားမှာချင်းပါမယ်မော်စကိုမှာချင်းပါမယ်ဒီရင်းပြင်းကြီးချီတဲ့ပွဲကြီးခမ်းတာကိုဒီပုံစံမှုချင်းမင်းအွန်လိုင်းတော့မယ်ဟောသူတို့တော့ဒါမင်းအွန်လိုင်းပေါ့စကားစားမင်းအွန်လိုင်းအားသာသူတို့ပြောတာဗောဒါပေမဲ့ပုံစံမှုချင်းမင်းအွန်လိုင်းကတော့မယ်အဲ့တော့ယူကရိန်းကဘုံလာပြီး drawing ဖြစ်ရင်တော့ ဒုက္ခပဲအာဝမ်းသာတယ်ဘာညာပေါ့အဲ့လိုဒုက္ခကိုဝမ်းသာတယ်ပဲချစ်ကိုဆိုတော့ဘူဒီဘူကြီးမရနိုင်လို့ဖွဲပဲကြောက်လိုက်မသွားရလုံးစဉ်းစားပါတော့ဆိုတော့ယူကရိန်းတမားဇယ်လင်စကီအဲ့လိုပြောလိုက်လို့မသိရင်ပဲဘူဒီဘူကြီးမရနိုင်လို့ခုမှပဲဟိုဒရုန်းတီဗီသေးမယ့်အတိုင်းပဲသူတို့ပြောနေတယ်အဲ့လိုပြောတော့တော်ရီးဖို့တော့ကောင်းတယ်သူတို့မစဉ်းစားမင်းပြောပါပို့ပြီးတော့မင်းအွန်လိုင်းရကြွားနေပြီ။ဟုတ်တဲ့တင်မှာတော့မေလ6မိနစ်ည10:00နာရီ96မိနစ်မှာငလင်လုတ်ခတ်သွားပြီးစမ်းချောင်းလှိုင်မြို့နယ်ပအဝင်မြို့နယ်တချို့ တက်မြင့်တိုက်ခိုက်နေသူများလမ်းမပေါ်ပြင်းစင်ခဲ့ရကြောင်းသိရှိရပါတယ်။ငလျာညစင်နိုင်ကမှတကြိမ်လှုပ်ခတ်သွားပြီးနောက်စင်နိုင်56မိနစ်မှာလည်းလှုပ်တော့ငလျာပြီးသားခန်းစားလိုက်ရပြီးလမ်းမပေါ်သူဖက်နေချင်းဖြစ်ကြောင်းစမ်းကြောင်းမှနေထိုင်သူတွေကပြောထားပါတယ်။အစိုးရကြိုက်တုံးကတော့ပထမတစ်ခါလှုပ်ပြီးတော့စင်းပြင်းမိတာကိုဆက်ထိုင်နေကြတာအသက်ကိုညံဆောင်တယ်လေကန်လိုက်ပါတာပေါ့လို့လေတိုင်မျိုးနယ်ကမြို့သမီးတီကလည်းပြောထားပါလေ။ငလျာတစ်ချက်တည်းလှုပ်ခတ်ခြင်းဖြစ်တော့လေတိုင်မြင့်ပေါ်မှာနေထိုင်သူများဟာစိုးရင်ထိတ်လန့်က တိုက်အောက်ကိုဆင်းနေကြခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြည်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နေဖြင့်လာမယ့်2029ခုနှစ်မှာ KNDO ထောင်နှချုပ်ကိုအီနီယာဟောင်းဖြစ်တဲ့ရန်ကုန်အင်းစိန်မှာပြန်လည်တည်ဆောက်မယ်လို့ KNDO တေဦးစီချုပ်ဘိုးချုပ်စောရှိလီကနေပြီးတော့ညွှန်ကြားလိုက်ကြောင်း KNDO ကတည်ဝင်နေထုတ်ပြန်ခဲ့တာတော့အလုံးတီမှဖြစ်ပါတယ်။ပြင်မျိုးသားကကွေးတပ်ဖွဲ့ KNU ဟာပြင်မျိုးသားစီယုံ KNU ရဲ့လက်နက်ကင်တပ်ဖွဲ့နှစ်ခုအနက်မှအခုဖြစ်ပြီးပြင်မျိုးသားမျိုးကြီးတမတော် KLA အပေါ်ပေါက်မိကလေးကတရှိခဲ့ကြောင်း KNU ဟာ KNU ရဲ့လက်နက်ကင်အဖွဲ့ဖြစ် တောင်ကူရ40ခုနှစ်ခုနှစ်မှတောင်ကူရ49ခုနှစ်ထိဂျပန်အစိုးရနဲ့လွတ်လပ်ရေးကိဦးမြန်မာအစိုးရကိုစက်ညင်တက်ခဲ့ကြကြောင်း PNDO ရဲ့ဌာနချုပ်ဟောင်းအားရန်ကုန်တိုင်းအင်းစင်မှာခြေဆိုင်ခဲ့ကြောင်း၎င်းကပြောဆိုထားပါတယ်မြန်မာကာလမှာတော့ PNDO စေဦးစုချုပ်ဘိုးချုပ်စောရှိတွေကဒါမို့2029ခုနှစ်မှာပြည်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ရဲ့ဌာနချုပ်ဟောင်းမြန်မာဟောင်းဖြစ်ခဲ့တဲ့အင်းစင်မှာတစ်တပံပြန်နဲ့တိဆောက်မယ်လို့ PNDO တမှုများကိုညွှန်ကြားချက်ပေးထားကြောင်းသိရှိရပါတယ် PNDO စေဦးစုချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်အတိဖြစ်တဲ့မှန်ကန်တယ်ဆိုတာ PNDO ဘက်ကလည်းအတိပြုပါတယ်လို့ PN တော်လိုင်းသတင်းမြေက ဖော်ပြပြီးတဲ့အချိန်မှာလည်းဘောမာတွေကနေပြီးလောင်ပြောင်နေတာကိုတွေ့ရပါတယ်။တောင်ပြောင်နေတာဆိုတာတဲ့ဒီနေ့မှာတော်တော်လေးကတုံ့လှုပ်သွားတာတွေ့ရပါတယ်။အဟာကီအမျိုးသားကာကွယ်တပ်တွေအနေနဲ့ဘလောက်ထိစီရေးကိုရည်မှန်းထားလဲဆိုတော့ဖော်ပြလိုက်တဲ့ကြလုံးနေဖြစ်တဲ့ဆိုတာသူတို့ကြိုသိနေကြပါပြီ။ KNT ကိုတရင်ကဆော့ရှီလေးဆိုရဲဆော့ရှီလေးဆိုတဲ့ပုံကွယ်ပြောတဲ့စကားလေးပေါ့။ဒါလေးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်တို့စိတ်ဝင်စားလို့ဒီအားလေးကိုထည့်ပြတော့။သူပြောတဲ့စကားကတော့ဟိုစိတ်ဝင်စားဖို့ကောင်းလို့ဆိုတာလေ။သူရဲ့စကားကတော့ကျွန်တော်တို့ပြောစရာကောင်းတယ်။နောက်တစ်ခုကဟို ်နောက်ခေါ်ရတော့သူစကားကိုသူကိုယ်နဲ့ပြန်ပြီးတော့သူမှတ်ထားလို့ပြောတာပေါ့။ဘာလဲဆိုတော့သူက2029ခု2029ခုနှစ်ဆိုတော့ပြောရရင်နောက်နှစ်နှစ်အတွင်းပေါ့နော်။နောက်နှစ်နှစ်မှာ KNTO ရဲ့ဌာနချုပ်ကလည်းတချိန်တော့ရန်ကုန်အင်းစိန်မှာထားခဲ့လို့မဟုတ်လို့ KNTO ဌာနချုပ်ကရန်ကုန်အင်းစိန်မှာပြန်ထားလိုက်ရတယ်လို့သူပြောလာတယ်။ဟေးကျော်မျိုးမင်းကတော့ KNTO ကဟောရှိလေးကိုစိတ်ခေါ်လိုက်တယ်ပြီနော်။ကိုစကားကိုကိုမှထားဖို့လို့လည်းပြောလိုက်ပြီ။အေးပေါ့လေ။သူတို့ရဲ့ဘက်ရဲ့နေရာကိုတက်ပြီးတော့ဘုံချုပ်ကိုစောင့်မယ်ဆိုတော့လည်းပေါက်ပွဲတာပေါ့။ ဆိုရှယ်မီဒီယာကိုကြည့်ဖတ်ပြမယ်နော် KNDO ကနောက်လာမယ့်2022ခုနှစ်မှာတဲ့ကင်ပြူတာကာဝေးတက်ဖွဲ့ဌာနချုပ်တရှိရာတချင်းကအင်းစိန်တီနီယာဟောင်းတို့အသက်တပံပြန်လဲတိဆောက်မယ်လို့ဆိုပြီးတော့သူ့ရဲ့တပ်မှုတွေကိုမြင့်ကြားတယ်တဲ့ဆိုတော့ KNDO ဆိုတာကတော့မသိအောင်ကျွန်တော်ရှင်းပြပါမယ် KNDO ဆိုတာ KN National Defense Organization လို့ခေါ်တယ် KNDO ဆိုတာ DO တပ်ဆိုတာကတိုက်ခိုက်ရေးတပ်မဟုတ်ဘူးဒါပေမဲ့သူကလက်ရုံးတပ်လို့ခေါ်တယ်တိုက်ခိုက်ရေးတပ်မဟုတ် KNU ရဲ့လက်ရုံးတပ်တိုက်ခိုက်ရေးတပ်မဟုတ်ဆိုတော့ဒါပေမဲ့အဲ့ဒါကို socially socially ဆိုတာအခုမှစေဦးစီချုပ်ဖြစ်လာတယ် socially ပြီးခဲ့တော့နေရမ်းမြာစေဦးစီချုပ်ပြီးခဲ့တာနေရမ်းမြာစေဦးစီချုပ်နေရမ်းမြာစေဦးစီချုပ်ကနေရမ်းမြာက KNU ရဲ့အမိန့်မှနာလာမယ်နဲ့ ပြန်ပြီးတော့ KNU ပြန်ပုံကံတော့ပုံကံနဲ့အဆင့်ရောက်သွားတယ်ပြီးတော့ KNU အချို့ဟို game site တို့ပုံကံလုတ်ပြလိုက်တဲ့အခါမှာဒီဘက်ကဟိုနန်နောက်တင်ရတာပေါ့နေရာများနေရာမှာ social media ဆိုတော့တင်တယ်သူ social media ပေါ့အဲ့တော့စေဦးစီချုပ် social media ကသူကသူ့ရဲ့ဒီဝက်တက်ကရှင်းပြရအောင် အင်းစိတ်ကိုပြန်ထားတယ်ဘယ်ကြောလဲဆိုတော့2029ခုနှစ်2029ခုနှစ်ဆိုတော့နောက်နှစ်နှစ်ပေါ့ဆိုတော့ကျွန်တော်အဲ့ဒါတော့စဉ်းစားနေတာ2049ခုနှစ်တော့ကသူ့ရဲ့ဌာနချုပ်ကလည်းအင်းစိတ်မှရှိခဲ့တယ်တဲ့အခု2025မှာတော့2025ရဲ့နောက်ဆုံးဌာနချုပ်ကတော့မူအေးဘူးဆိုတဲ့ဌာနမှရှိတယ်မူအေးဘူးဆိုတဲ့ဌာနမှရှိတယ်2049ခုနှစ်တော့အင်းစိတ်မှသူ့ရဲ့ဌာနချုပ်ဒါပေမဲ့2025ရဲ့အချိန်မှာသူ့ရဲ့ဌာနချုပ်ကမူအေးဘူးဆိုတဲ့ KNDU နဲ့တနေရပါတော့အဲ့ဒီမှာရှိနေတာအဲ့လိုရှိနေတာကနေသူကအခုမှလေးချင်းမိုးကြီးနဲ့ထပြီးတော့သူ့ရဲ့ KNDU တရင်ကို2029မှာအင်းစိတ်ညာကိုပြန်ထားအောင်လုပ်ရမယ်ဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ တောင်ကွက်42ကောင်းနေ49ထိ KNL KNU ရဲ့တက်ကံဖွဲ့အဲ့အဲ့တဖြည်းတစ်လျှောက်လာရင်တက်ကနောက်ဆုံးအုပ်နေတဲ့ကလပ်ထဲမှာတော့တို့ဆုတ်သွားပြေးသွားတာပါเนาะဆိုတော့ဒီစကားအတိုင်းတကယ်ဖြစ်မှာလားကျွန်တော်ပြင်းတော့ပြင်းတယ်တန်းတော့တန်းတယ်ဟုတ်ဆိုသူကဲကဲဒီတဲ့နေ့ကျရင်တော့ကြုံမျိုးမျိုးခေါ်ပြီးတော့တနေ့လုံးထမင်းမကျွေးပဲနဲ့အဲ့လိုစကားကြီးပြောခိုင်းပါဦးပြောတဲ့စကား2019နှစ်ပေါ့နော်နှစ်နှစ်အတွက်ဆိုတော့တော်တော်စဉ်းစားရတယ်နှစ်နှစ်အတွက်ဆိုတော့တော်တော်သိမကွာတော့ဘူးသိမလို့တော့ဘူးသိမလို့တော့တကယ်ရောသူလုံနိုင်ပါလား ဘန်အထီကိုဘန်အောင်ကြော်လာနိုင်မှာမလားလို့ကျွန်တော်မေးရအောင်ပြန်ဘန်အောင်ကြော်လာနိုင်မှာမလားနော်ဒါပေမဲ့တခုလို့ရှိအောင်ပဲသူတို့ကဘယ်လိုပြောလို့လဲဆိုတော့အင်းစိန်ဒီထဲမှာကလည်းအင်းစိန်ထဲမှာလည်းဟိုပင်တိုင်းသားတွေကများတော့သူကဒါကိုအပြူပြီးတော့ဟို PND ကိုဌာနချုပ်ယုံခွဲတယ်ဘာမှကဲလို့ရဆက်ဆံရေးယုံဟိုအစိုးရနဲ့ကြီးနိုင်ပြန်လာထားမျိုးဆိုတော့လည်းမတတ်နိုင်ဘူးနော်သူပြောတဲ့ပုံစံကဌာနချုပ်ပြန်ထားမယ်ဆိုတော့ဌာနချုပ် တို့ကနေတော့ညီတိုင်းပြီးပြန်လာထားခိုင်းနေသေးတယ်။ဘောမကုံကြီးကတော့ဒီကစားကြုပ်ဆိုတာကဒီတိုင်းပေါ်မဟုတ်ဘူးနော်။စားကြုပ်ဆက်ဆိုင်ရုံဆိုတော့လေမပြောမရငါစားကလည်းညီတိုင်းပြန်ထားရတာဖြစ်ပြီးပြစ်မလားပြောမရဘူး။အခုကတနာကြုပ်ဆိုတော့နင်တို့စဉ်းစားကြတော့ကောင်းတာပေါ့နော်။အဲသူပြောကြတာစဉ်းစားကြတော့ကောင်းတယ်။တကယ်ပဲစစ်တပ်ကိုတိုက်ပြီးတော့အနိုင်တိုက်ပြီးတော့ရန်ကုန်မှာလာထားနိုင်နေစေရောက်မှာလားဆိုတော့မိကုံကတော့ကျွန်တော်တို့ကတော့ပြုတ်စီစီပဲနေပါတယ်။ဘာလို့ဆိုတော့ဖြစ်နိုင်လားမဖြစ်နိုင်လဲဆိုတော့ယုတ်တိရှိရှိစဉ်းစားတဲ့အခါအဖြေထုတ်ပါတယ်။ဒါကဘလို့မှတကယ်တမ်းတက်ကလောက်ရင် တကယ်လားသူတို့တက်ကတခုတမျိုးတမျိုးအဲ့မှာကရင်ပြည်နယ်တည်းကနေတမျိုးတမျိုးဆုံဆုံလာရဲဟိုမှာဘန်ဟန်သာထိခဲ့လာမှာဆိုရင်တက်ကဘယ်လောက်ထိသူကရင်ပြည်နယ်မှာပွဲချမ်းလဲဆိုတော့ကျွန်တော်တို့မသိဘူးနော်တကယ်လို့ကရင်ပြည်နယ်တည်းဟိုဘန်ဟန်ထိတာထိခဲ့လာမှာဆိုရင်ပေါ့နော်အဲသူ့ဘာရုပ်မှမှုရောက်သူတို့သိပြီလားသူ့ဘာဘယ်လောက်ထိသူ့ရွာလောက်တယ်လဲဆိုသူတို့သိပြီလားတက်ဘယ်လောက်ထိပွဲချမ်းလဲကျွန်တော်မသိဘူးအဲဘန်ဟန်ဒီဘက်ကိုလာမယ်ဒီဘက်ကိုလာမယ်ပေါ့လာမယ်ဆိုလဲကဲတွက်ကြည့်ပေါ့ဟိုဘန်ဟန်ဒီဘက်ကိုဖြတ်မယ်ဆိုရင်အများကြီးဖြတ်အောင်ပေါ့အဲ့တော့ တော့ဘယ်ကနေဆင်းလာမှာလဲဟိုဘကိုးတိုင်းကနေဖြတ်ပြီးဆင်းလာမှာလားဘိုးတိုင်းကနေဖောက်ပြီးဆင်းလာမှာလားတောင်ဦးတန်အောင်ကြီးကနေဘိုးတိုင်းနဲ့ဖောက်ပြီးဆင်းလာမှာလားဒါမှမဟုတ်ဒီရန်ကုန်မြောက်ရန်ကုန်မော်လမြိုင်လမ်းတိုင်းဆင်းလာမှာလားဘယ်လမ်းတိုင်းလာမှာလဲဒါမှမဟုတ်လေကျွန်တော်တို့ဒီမော်လမြိုင်ကြီးပြီးတော့ဟိုဘက်ဒီဘက်ကိုပတ်ပြီးတော့ဒီကနားဘက်ကနေပြန်ပတ်ပြီးတော့ဒီဘာကိုလဲဆိုတော့ဟိုကော်လီဗျာကျွန်တော်တို့တန်လျင်ဘက်ကတန်လျင်တို့၃ခွာခဲ၃ခွာတော့ဘက်ကပတ်ပြီးလာမှာလားဘယ်နေရာလာမှာလဲဆိုတော့မေးဖို့ပါဆိုတော့ဘယ်လိုပဲလာလာဒီဘယ်လိုပဲလာလာတို့တွေကပြန်ဒီဥထာဏချုပ်ကြီးကိုရန်ကုန်အင်းစိန်မှာပြန်ထားဖို့နည်းနည်းပြန်ပြန်ထားဖို့ကြိုးစားမယ်ဆိုတော့ social media ရဲ့စကားကပို့လိုက်ပြန်တော့တော်တော် ပြောစရာတော့ကောင်းတယ်ဗျာ။ဒါတိတ်တော့လည်းအများကြီးမပြောလို့ပါ။ဘာလို့လဲ။လူတိုင်းပုံပြောရင်နေနေပြောမှမနေပါဘူး။ဟိုတခါတည်းသူတို့ရှိမှကျွန်တော်တို့စိတ်ထဲမှာညှောလဲနေအောင်သူတို့ညှောမှကျွန်တော်တို့ပစ္စကားတွေပြောတော့ပြောလို့ရပါလား။လက်တွေ့လို့ကိုကြတာနေတကယ်ဖြစ်နိုင်မလားဆိုတော့မိကုံကတော့ဒါလေးကျွန်တော်ကစောင့်ကြည့်ပါပါနော်။အဲ့တော့ ဟိုလမ်းမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တရုတ်ကျုံမဖြစ်ဖို့အရေးဆိုပြီးတော့မေသမီးလေးရနေပြီးထောက်ပြပြောဆိုထားတာလူပြန်လည်းမျှဝေပေးတယ်ဖြစ်ပါတယ်အကြည့်ရတဲ့ဟိုလမ်းမျိုးတွေအားလုံးပဲကျွန်တော်တို့ကြည်တော်လေးရပါတယ်တော့ဘလိုပဲဖြစ်ဖြစ်ဖြစ်အချိန်ဒီမှာပဲဖြစ်တောက်ခံပေးထားတယ်ဟာလားအလုံးအတန်တိတ်တပိတ်ဆိုလဲတိတ်ပြီးရတာပဲအဲလေးနှစ်တန်တိုင်ကြာခဲ့လဲအတန်ပိတ်တပိတ်လုံးမယ်ဆိုလို့ရှိရင်ပြည်သူလူထုကဟိုညွတ်တယ်ပေါ့နော်အတန်တိတ်တိတ်ပေးတယ်လမ်းလေးမှာလမ်းထွက်ကြအောင်ဟိုဆိုတော့ဒါတွေတိတိအားဖြင့်ပြည်သူကဘယ်လောက်ထိတောက်ခံနေရဆိုတာခံမှန်းလို့ရတယ်လေနော်ဒီတိုင်းမှာဟိုတဘာဝဘေးအန္တရာယ်ကြောက်ရောက်လဲပဲဟိုပြည်သူတွေက ဟာတော်လန်ရေးကိုအပြစ်မဆိုဘူးเนาะသူတို့ကတော့ပြန်ပြီးအားပေးနေတယ်ဆိုတဲ့အခါကျတော့ပြည်သူတွေဟာဘလောက်တောင်မှဒီနိုင်ကျင်လဲပေါ့เนาะဘလောက်တောင်ဒီအာဏာရှင်တွေကိုချချုံစီစီလဲဘလောက်တောင်မှအာဏာရှင်ရဲ့လက်အောက်မှာဟာချက်ချက်ချာချာနေနေရလဲပေါ့ဒါကျွန်တော်တို့ကျမပြီးပေါ့မှာမလို့လေเนาะမြန်မာပြည်မှာဆိုမြန်မာရိုးရိုးပြည်သူတွေကလည်းကြီးလန့်စာစားနေရတာလေအိတ်တာရောတွားလာလာတာရောသူတို့အတွက်ကမလုံခြုံဘူးအခုအိမ်ထဲမှာလည်းမလုံခြုံဘူးခြံထဲမှာလည်းမလုံခြုံဘူးဒီမလုံခြုံမှု ဒီဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်အောင်လဲစီအောင်စီအမျိုးမျိုးတွေလုတ်ပြနေတာလက်တွေ့လုတ်ပြနေတာပေါ့နော်ဆိုတဲ့ခါကျတော့ပြည်သူတွေကဒီအခက်ခဲတွေရှားကနော်အသက်အန္တရာယ်ရှိရဆိုတာတိတိကြီးနဲ့တော်လိုင်းကိုနိုင်စေချင်ကြတဲ့စိတ်ဆန္ဒအပြည့်အဝရှိရတယ်အဲ့တော့လေ ီလမ်းရှုပ်ပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအရင်ကမှတန်ရာတစ်ခုပဲရှိတယ်။ကျွန်တော်ဘယ်လိုဆက်ယုံကြည်ရမှာလဲပေါ့နော်။တိုင်းရင်းသားလက်နက်ကိုင်တွေခေါင်းဆောင်တွေကိုပြောတာနော်။ကျွန်တော်တို့ပြည်သူတွေပြည်သူပြောပြည်သူတွေကတော့ရှင်တိုင်းရင်းသားလက်နက်ခေါင်းဆောင်တွေပဲဖြစ်ဖြစ်မြန်မာဒီပမာခေါင်းဆောင်တွေပဲဖြစ်ဖြစ်ပေါ့နော်။ဟိုအကောင်အကောင်ဆုံးပဲဖြစ်စေချင်ကြတဲ့ဆန္ဒရှိတယ်။ပြည်သူတွေကတသွေးတဲ့တသားတဲ့တန်နေပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် ဟာတိုင်းရင်းသားတွေဆိုတာလေကိုပြည်နယ်ကိုကိုတိမ့်နေတယ်ဆိုရင်မတိမ့်ဘူးလို့အဲ့လိုကိုတိမ့်နေတာเนาะတစ်ချိန်ချိန်မှာငါတို့ငါတို့ပြည်နယ်ကိုပဲငါတို့ဟိုအုပ်ချုပ်ပြီးတော့ဟာမြန်မာမြန်မာလူမျိုးတွေနဲ့မြန်မာဟိုပြည်သူကြီးနဲ့အဆက်အသွယ်မရှိတော့ဘူးဆိုတာမျိုးမရှိပါဘူးအကုန်လုံးကတသွေးတဲ့တသားတဲ့တသန်တဲ့ဖြစ်ပါတယ်ပေါ့အဲ့တော့ဘောက်ဆောင်နေနေနဲ့ကျွန်မပြောချင်တာပြည်သူတွေရဲ့ယုံကြည်မှုရောမစားနဲ့ပြည်သူတွေရဲ့ယုံကြည်မှုမလောက်စားနဲ့ဒါတော့ပြောချင်တယ်ပေါ့เนาะဟိုဒီလက်ရှိကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘယ်လိုယုံကြည်ရမလဲဆိုတဲ့ဟာတွေတော့ပြည်သူတွေရဲ့ရှင်ထဲမှာရှိသွားတယ်ပေါ့နော်ဟာ တော်လိုင်းကြီးကဘာကြီးလဲလှုပ်ရှားတာလားပေါ့တော်လိုင်းကြီးကစီးပွားရေးဖြစ်သွားပြီပြီလားပေါ့နော်ဟိုပေးလိုက်ရတဲ့အသက်တွေတော့ဘာပြန်ရောပေးမှလဲအခုလာချုံမှာဒီဒီကိစ္စနဲ့ပတ်သက်ပြီးဒီတိုင်းချစ်စာစစ်ဌာနချုပ်ယူတိုင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးအပြည်သူတွေအများကြီးအများကြီးပြစ်ဆက်ခဲ့ရတယ်အများကြီးအိမ်တွေဟိုအိုးအိမ်တွေပြက်စီးခဲ့ရတယ်အသက်တွေဆုံးရှုံးခဲ့ရတယ်အဲ့ဒီအတွက်ဟိုဘာဘာပြန်လုပ်ပြီးမှလဲအခုဖြစ်သွားပြီဘာပြန်လုပ်ပြီးမှလဲ PDF တွေဝင်တိုက်ပေးခဲ့တယ်အခုအလွယ်လေးပြန်ပေးလိုက်တယ်ဒီဒါဘယ်လိုတာဝန်ယူပေးမှလဲနော်အဲ့တော့ကျမတို့ဦးလေးအနေနဲ့ကတော့ဒါကအကျွေးပါပဲ ဟိုတချင်ချင်းမတော့ဘာဖြစ်လာမလဲဒီ MMA ရဲ့ရည်တည်ချက်ဘလို့ဖြစ်လာမလဲဆိုတော့ကျမတို့အနေနဲ့အတိအကျမခန့်မှန်းနိုင်ဘူးပဲဒါကအကျွေးပါပဲပေါ့နော်ဆိုတဲ့အခါကျတော့ဟိုတုံသက်မိသလောက်ကျမပြောပြမယ်ပေါ့ရှင်နော်ကျတို့ဒီ live show ကိုပြန်ပေးလိုက်ရတယ်ဆိုတော့တရုတ်ကပေါင်ဝင်ပတ်သက်မှုတရုတ်ရဲ့ပေါင်ဝင်ပတ်သက်မှုဒါတော်တော်လေးကိုမှခဲတဲ့ဝင်ဝင်ဖြစ်လာတယ်တော်တော်လေးကိုစီးမဆောက်ဖြစ်လာတယ်အတွက်ကြောင့်မလို့ပြန်ပေးလိုက်ရတယ်ဒီလိုယူဆလို့ရတယ်ပေါ့နော်တကယ်လဲဒီဟိုဖိနေတာဟို live show ဘက်ကတကယ်လဲဖိနေတာပေါ့နော်တရုတ်ကအင်အားသုံးပြီးဖိနေတယ်ပေါ့အဲ့တော့ ။ဘာကြောင့်တရုတ်ကဒီလိုလုတ်သွားနိုင်တာလဲပေါ့နော်။ညစ်တဲ့ပြောင်တိုက်ပြီးတော့ဘာလို့ဒီလိုလုတ်သွားနိုင်တာလဲ။အဓိကအချင်းကျွန်တော်တို့တိုင်းရင်းသားရှင်မျိုးရှိတယ်။ရှင်မျိုးလုံးတော်လန်နေကြရတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့တခုဘာလို့အပ်နေရလဲဆိုတော့တိုင်းရင်းသားတွေအကုန်လုံးညီရဲ့ဟာလာဟိုဗမာတိုင်းရင်းသားအပေါင်းဝင်အကုန်လုံးကတညီတညာရဲ့တိုက်နေကြရတယ်။အဲ့ဒါလည်းမှန်တယ်။ဘုံဘောတူညီချက်တွေမူဝါဒတွေချမှတ်ထားတဲ့အခြေခံမူဝါဒတွေလည်းလိုက်နာပြီးတော့အချင်းချင်းထိစပ်ပြီးလုပ်နေကြတာမှန်ပေမဲ့ကျွန်တော်တို့ကဘဟုအစိုးရတည့်ရအရှိဖို့လိုအပ်တာဒီဘဟုအစိုးရဆိုတာကဗမာဖြစ်ချင်လည်းဖြစ်မယ်နော် ဟိုတိုင်းရင်းသားတွေကပြစ်ချင်လဲဖြစ်မယ်ပြဿနာမရှိဘူးပြည်သူတို့ကဘယ်သူပဲဖြစ်ဖြစ်ဘာလို့အစိုးရရှိဖို့လိုအပ်တယ်အဲ့တော့အခုခုကအဲ့ UNG ကဒီတော်လန်ရေးစပြီးဖြစ်တယ်အ UNG ဆိုတာကိုဒါပြည်သူတက်လုံးတတ်မှတ်ပြီးတော့မှဒါအစိုးရဆိုပြီးတော့ဒါဟိုရာယီအစိုးရဆိုပြီးတတ်မှတ်ပြီးတော့လုပ်ခဲ့ရတယ် UNG နေတယ်လည်းအများကြီးစူးစမ်းပါတယ်ဒီမှာ UNG ကိုအပြစ်လုံးကမတင်ဘူးပေါ့နော်ဘာလို့သူတို့ရဲ့အကတွေကျွန်တော်တို့နားလဲပေါ့နော် UNG လည်းအများကြီးစူးစမ်းအခုဆိုလို့ရှိရင်ဒေါက်တာဇော်ဝေဆိုးတို့တချို့ UNG တွေမြန်မာပြည်တွင်းနဲ့ပြန်ရောက်နေတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ UNG ဘက်ကတော့လုံတင်တာတွေကိုလည်းလုံထားပါတယ်နော်ဟိုလုံတယ်လို့ကျွန်တော်တို့မြင်မြင်တွေ့ရတယ်ပေါ့နော် ပြောချင်တာဗါလဲဆိုတော့ဒီဘိုးအစိုးရကိုဟိုအတိမပြုလက်ခံဖို့အတွက်ကိုဒီတိုင်းသားခေါင်းဆောင်ကြီးတနက်ကန်တိုင်းသားတပ်မှန်ကိုခေါင်းဆောင်ကြီးကဟိုအတိမပြုပြီးဖို့လိုအပ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကတန်ရေးတမန်ရေးဆက်ဆံရေးတွေမှာနိုင်ငံတကာနဲ့ဆက်ဆံမယ်ဆိုရင်ဘယ်သူ့ကိုဆက်ဆံမှာလဲဟာလားအခုက၃ယောက်ဖြစ်နေရလေ၃ယောက်ဒီ၃ယောက်ကတိုင်းသားလက်နက်ကန်ကြီးက၁ယောက်တပ်မှန်တယ်ပေါ့ရှင်နော်ဒါဒီအယူတီက၁ယောက်တပ်မှန်တယ်စစ်ကောင်စီက၁ယောက်တပ်မှန်တယ်ဆိုတော့ဒီတန်တမန်အရေးအရာစကားပြောတဲ့ကိစ္စတွေမှာ တဲ့ဝင်ပါမလားဘူးဟိုရွှေွားလဲတိုင်ပတ်နေတယ်ဆိုတာကအဲ့ဒီ၃ယောက်ရှိနေလို့ပါအဲ့တော့ဒီဘူအစိုးရတရရင်အောက်ကပဲသွားတင်တယ်အယူကြီးအောက်ကပဲသွားတင်တယ်ဒါကကျမတို့တခြားဘာမှစီးပွားရေးကိုဘာလို့ကျမတို့ကြည်တာမဟုတ်ကျမတို့ဒီတော်လန်ရေးကိုပဲကြည်တာကျမတို့နိုင်ငံရေးကိုလည်းမကြည့်ဘူးနော်ကျမတို့တော်လန်ရေးအဘွားအကြီးကဖြစ်တယ်နိုင်ငံရေးကနောက်မှတော်လန်ရေးပြီးမှလို့လို့ရမယ်ကိစ္စတွေဖြစ်တဲ့အတွက်ဒီနေမျိုးစုံမှုတွေကိုယ်ပိုင်အုပ်ချုပ်မှုတွေကနောက်ပိုင်း ူအလိုလိုဖြစ်သွားလိမ့်မယ်စီပြေသွားလိမ့်မယ်ပြီးသူကလောဘမကြည့်ဘူးပြီးသူကမတို့နေမည်ကိုသူ့မပေးရဘူးသူ့နေမည်ငါမပေးရငါနေမည်သူလားမအုပ်ချုပ်ရဘူးမဟုတ်ဘူးပြီးသူကအရင်ချင်းရှိရင်ဘသူ့ကိုပြည်ပြည်ဟာလားဟိုအုပ်ချုပ်ခွင့်ပေးမယ်အဲ့ဒီရဲ့အောက်မှာငင်းငန်းစွာနေရရင်လုံလုံစွာနေရရင်စိတ်ချစွာနေရရင်ချိန်တတ်တယ်ဆိုတဲ့ခါကျတော့ပြည်သူတည်းရဲ့လုံရဲ့စိတ်ကအဲ့တိုင်းဖြစ်တယ်ခေါင်းဆောင်တွေအဲ့ဒါကိုတိပို့လို့အခုလားချုပ်ပြန်ပေးလိုက်ရတဲ့ကိစ္စတရုတ်ပေါင်ဝင်ပတ်သက်နေတဲ့ကိစ္စအဲ့ဒီမှာပါဘဟုအစိုးရမရှိတာနော် မမလေးမင်းတို့အစိုးရဆိုလို့ရှိရင်ပြည်သူကလက်ခံထားတဲ့ UNG ဆိုတိုင်းတန်လက်နက်ကိုင်တွေအနေနဲ့ဒီဘဟုအစိုးရရဲ့လက်အောက်ကနေတွားဖို့ UNG ရဲ့လက်အောက်ကနေတွားဖို့ဆိုတာတော်တော်လေးခက်ခဲနေတဲ့ကိစ္စလို့ကျွန်မမြင်တယ်။ဒါဒါတောက်လျှောက်လည်းဒီလိုမျိုးပဲဖြစ်ခဲ့တာလေနော်။အဲ့တော့ဒီအောက်ကနေမတွားကြဘူးဆိုလို့ရှိရင်ကျွန်မတို့တခြားနေလန်ရှိလို့လားတခြားနေလန်ရှိရင်တော့မင်းများကောင်းတယ်ပေါ့ပေါ့ရှင်။တခြားနေလန်မရှိဘူးဆိုလို့ရှိရင်တော့ဒီဘဟုအစိုးရအနေနဲ့တွားအောင်ပါပဲ။ ဒီနိုင်ငံတကာနဲ့ဆက်ဆံရတဲ့ကိစ္စတွေတော့နိုင်ငံတကာကနေပြီးတော့ဝင်ပြီးတော့ဟုတ်လားသူများကောင်းကွင်းနေတာဝင်ပြီးတော့ဟိုခြေတစ်ဖက်နိုင်လိုက်ကောင်းတစ်ဖက်နိုင်လိုက်နေရောတစ်ဖက်ဖြုတ်လိုက်လုံးဖို့ဆိုတာကဒီလိုမျိုးကျွန်တော်တို့အချင်းချင်းပွဲပြဲနေပြီးတော့မှဘယ်သူ့အစိုးရခေါ်လို့ခေါ်ရမှန်းသိတဲ့အခြေအနေမျိုးဖြစ်နေမြောက်နိုင်ငံကလည်းတော့အာဆီယံကရောဒီနောက်တိုင်းတွေကရောမတတ်မှတ်ပါဘူးအစိုးရလိုမတတ်မှတ်တော့ဘူးဒါဟုတ်တယ်ဒါပေမဲ့တကယ်တကယ်စကားပြောရမယ်ဆိုလို့ရှိရင်ပမာလေးအစိုးရအစိုးရဆိုတဲ့ပြည်သူပြည်အလုံးလက်ခံတာဘူးလို့လေအဲ့ဒီမှာနိုင်ငံလက်နက်ကိုင်တွေကိုယ်တိုင်ကအစားလက်ခံဖို့လို့လေပေါ့နော်ဒါတော့ကျွန်တော်တို့ လက်ရှိမြင်တွေ့နေရတဲ့အခက်အခဲပေါ့အဲ့တော့မကွဲတော့လေကျွန်တော်တို့ကြားဆွဲခံရတယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုနေမီတွေတစ်ခုတစ်ခုဆုတ်ပေးဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်တို့ပေးထားတဲ့တက်တီတွေဘယ်လိုမျိုးကျွန်တော်ကြီးပြန်ပေးမှလဲပေါ့နော်အဲ့ပြည်သူတွေရဲ့အနောက်ကိုပဲလိုက်ရမှာပဲလေဒါကမြန်မာပြည်ရဲ့အနောက်အကဲဆိုတာပြည်သူကစပြီးလုတ်ခဲတာပြည်သူရဲ့အနောက်ကိုမလိုက်လို့ရှိရင်တော့ကျွန်တော်တို့ပေးဆပ်ရတာတွေကမတန်ဘူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဟို ဒီဘူအစိုးရအောက်ကနေတွားပွားလဲနံပါတ်1အရေးကြီးနေတာဖြစ်တယ်အဲ့တော့နိုင်ဟိုတိုင်းသားခေါင်းဆောင်တွေရောဒီအယူဒီအယူဒီရောဒီကိစ္စကိုဟိုအကောင်းဆုံးဖြစ်အောင်ဆွေးနွေးကြစီခြင်းတယ်ကျွန်တော်တို့ကတော့နိုင်ငံရေးဟိုနိုင်ငံရေးဆိုတာနောက်မှပဲဖြစ်စီခြင်းတယ်ပေါ့နော်အရင်ဆုံးကြီးတွန်းလှန်ရေးနိုင်ဖို့ဒါအကြီးကားလို့ပဲကျွန်တော်တို့ကပြောခြင်းတယ်ပေါ့တမိုင်းကိုတစ်ပတ်ပြန်မလေးစီခြင်းလို့ရှိရင်သူကကို့မယုံကိုကသူ့မယုံဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ရမှာမဟုတ်ဘူးနော်ဒီလိုနဲ့ပဲကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကြီးကိုဟိုဟိုရုရှားကတဖက်ဖဲလိုက်တရုတ်ကတဖက်ဖဲလိုက်เนาะအမေရိကန်ကမျက်စောင်းထိုးလိုက်နဲ့เนาะဒီအိန္ဒိယကဟိုဟိုမြေကြီးတွေခိုးလိုက်အဲ့ဒီလိုမျိုးနဲ့ကျွန်တော်တို့ကတပိပိနဲ့လုံးဝပါသွားမယ်အခြေအနေမျိုးဖြစ်သွားမှာအရန်စိုးရိမ်ပါနောက်ကခတ်မှန်းဒီဆရာနိုင်ငံကြီးသုံးသက်တဲ့လူကြီးခတ်မှန်းချက်အရာဆိုလို့ရှိရင်ကျွန်တော်တို့လိုက်ပြီးလေ့လာချက်အရာတွေ့လာချက်အရာတွေဆိုလို့ရှိရင်ဒီနောက်ထပ်ဒီ TNL ကိုလည်း PR ပေးပြီးတော့ငွေမြေတွေပြန်တောင်းနေတာရှိတယ်အခုလည်းတောင်းနေတယ်ပေါ့နော် PNL နေနဲ့အခုလက်ကလုံးမှာတော့မပေးနိုင်ဘူးလို့ပြောပေမဲ့ဒါအလုံးလုံးမပေးဘူးလို့ပြပြတသားပြောတာမဟုတ်အေးအေးဆိုရင်တော့တော်တော်ပြတ်သားတယ်နော်ဟိုတကြမ်းမင်းလာစင်းသားတော်မှာအင်္ဂါဂျိုကလာစင်းသားတော်မှာသူကမရက်ဘူးလှုပ်ရှားရှိရလှုပ်နေဘူးအေးဆိုရင်တော့အရန်ပြတ်သားတယ်ကျွန်တော်အနေနဲ့ဒီလိုစကားခေါင်းဆောင်ပြောက်ရဲ့နှုတ်ဆက်စကားအရန်ရေးကြည့်ရတယ်နော်ဒီစကားကိုကျွန်တော်တို့ရှုံကြည့်တယ်ပြပြတသားခိုင်ခိုင်မှာပြောရဲတဲ့တတိပေါ့နော် ပြောတဲ့အတိုင်းလေးလုံးမယ်လို့ယုံကြည်တယ်ပေါ့နော်ဒါပေမဲ့ဟိုတင်အန်လေးတို့အခုဒီရက်ထဲမှာထွက်လာလက်တလုံးလက်တလုံးတော့ပြန်မပေးသေးပါဘူးဆိုတော့နောက်ဆိုပြန်ပေးမယ်ဆိုတဲ့သဘောအချိန်တွေကလည်းဒီသဘောမျိုးဖြစ်နေတယ်ဒီတရုတ်ရဲ့ PR တရုတ်ရဲ့လမ်းကြောင်းဒီကုန်သွယ်ရေးလမ်းကြောင်းဟာဒီတင်အန်လေးဘက်ကတင်ထားတဲ့မျိုးတွေနဲ့တက်ဆိုင်နေတာဖြစ်တဲ့အတွက်ဒါကိုမရရအောင်လုပ်မယ်လို့ဟိုခံမှန်းမိတယ်ပေါ့နော်အဲ့တော့ဟိုနွားကွဲတဲ့အဖြစ်ကိုမဖြစ်ကြစေချင်ဘူးကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတရုတ်ကျွန်မဖြစ်အောင်ဝိုင်းပြီးတော့ထိမ့်သိမ့်